အလပရေးရာအစည်းအကမ်းတစ်ခုမှာအစီထုတ်ကုသရင်ကွဲလွန်သွားခဲ့တဲ့မှုတွေတရက်ခန့်ကိုဖမ်းမိပေမဲ့လွတ်မြောက်ဖို့ကြိုးစားနေပြီးခဲ့တဲ့လပိုင်းတွင်ရန်ကုန်မြို့မှာလပရေးရာအစည်းအကမ်းတစ်ခုမှာအစီထုတ်ကုသရင်အသက်ဆုံးရှုံးသွားတာကြောင့် ရုတ်ခဏကောလက်စားဖြောက်ခံရကစီကံဘကတာဝန်ယူမှုမရှိဘဲနဲ့ထွက်ပြေးသွားတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပျက်ခဲ့တာကိုအားလုံးလည်းမမိကြအောင်ပါပါ။အခုမှတော့အဆိုပါအမှုကိစ္စမှာထွက်ပြေးနေတဲ့စီကံပိုင်ရှင်မျိုးသမီးကိုမန်လေးမြို့မှာဖမ်းမိခဲ့ပြီလို့ဆိုပါရီ။အဆိုပါကိစ္စမှာဘဝကိုဆုံးမသွားခဲ့တာကမက်စာကြည့်ဦးပါ။ရေကုံမျိုးရဲ့နာမည်ကြီးစားတော့ဆိုင်တစ်ခုမှာအကြီးတန်းစီအမဖြစ်လောက်ကင်နေတဲ့အသက်22နှစ်ရွယ်မက်စာကြည့်ဦးဟာ Iris အလာပါစီကံတစ်ခုမှာအစီထုတ်ကူတာဖို့အတွက်စူးစမ်းရင်းကွယ်လွန်သွားခဲ့ရတာဖြစ်ပါရီ။မက်စာကြည့်ဦးတယောက်ဟာအနေ ငယ်ဝနေတာကြောင့်ရန်ကုန်မြို့ကအလှပစည်းကမ်းတစ်ခုမှာစီထုံနီကုသမှုခံယူရင်းအသက်ဆုံးရှုံးခဲ့ရကရုံလောင်းမှာလက်စားဖြတ်ခံလိုက်ရတာဖြစ်ပါရည်။အဆိုပါမှုကိစ္စမှာအဓိကတာဝန်ရှိသူကတော့ Iris Beauty Clinic ပိုင်ရှင်မျိုးသမီးဖြစ်ပါရည်။ မဆာကြီးဦးဟာအစီထုတ်ကုသမှုခံယူရင်းနဲ့စီကင်းရဲ့ပေါ်စာမှုဆရာဝန်မဟုတ်ပေအာရစီကန်ကရန်ကုတွေရဲ့လလွတ်စပယ်လုပ်မှုတွေကြောင့်အသက်ဆုံးရှုံးသွားခဲ့ရတာပါပို့ဆိုတာကကျွင်းကျင်ရေးခဲ့တဲ့ရုပ်ခဏကိုဖျောက်ဖျက်ဖြစ်ဖို့ကြိုးစားခဲ့တာပါအစိုးရမူကိစ္စမှာစီကန်းမှာရှိတဲ့တိုက်ကလုံချိုးရေးသမားပြောချက်ရမဆာကြီးဦးပြောက်သွားတဲ့နေမှာပဲအာရစ်လာပါရေးရစီကန်းက ကားဟာတိုက်အောက်ကိုထိကားသွင်းကတခုခုတင်သွားပြီးတော့ပိစက်တွေကြကြနေကြတာကြောင့်တန်ရှင်းသွားသေးတယ်လို့ဆိုပါရီအဲနောက်မှာတော့စီကဲဘက်ကမက်ဆာကြီးဦးရဲ့ရှုံလောင်းကိုတခုစိတ်ကံမြို့နယ်ကကဲဆက်တရားမှာစွန့်ပစ်ပြီးတော့အလောင်းဖြောက်ခဲ့တာဖြစ်ပါရီအစောပိုင်းမှာတော့မက်ဆာကြီးဦးရဲ့မိသားစုဝင်တွေတငယ်ချင်းတွေဟာပျောက်သွားခဲ့တဲ့မက်ဆာကြီးဦးကိုဒီဇင်ဘာ29ရက်နေ့ကလေးကလိုက်ရှာနေခဲ့ကြတာဖြစ်ပြီးဇန်နဝါရီလ2ရက်နေ့မှာ တကုန်းစိတ်ကဲမြို့နယ်ကကန်ဆာမှာပေါပွားနေတဲ့ရုံလောင်းကိုတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ဒီလိုရတဲ့ဖွဲ့ကအမှုကိုလိုက်လံစုံစမ်းစစ်ဆေးရင်းနဲ့မက်ဆာဂျီဦးဟာ RS Beauty Clinic စိတ်ကဲမှာအစီထုပ်ကုသမှုခံယူရင်းလက်လွန်ကားတည်ဆုံသွားတာဖြစ်ကြောင်းသိရပါတယ်။မက်ဆာဂျီဦးရဲ့တကယ်ချင်းပြောချက်ရကတော့စစ်စစ်ချက်ရမေးစည်းပြုံပြီးတော့အသက်မပါတော့တာဖြစ်ကြောင်းနှလုံးမှာချိုးရင်းချက်ဖြစ်သွားတယ်လို့ပြောကြောင်းမက်ဆာဂျီဦးရဲ့ရုံလောင်းထဲမှာတော့အတွင်းကလီစာတွေအကုန်ပါပါတယ်လို့ဆိုပါတယ်။ဒီလိုမျိုးလူတည်ဆုံမှုဖြစ်ကအရုံလောင်းကိုလက်စားဖြတ် ောက်ခဲ့တဲ့အမှုကိစ္စဖြစ်ပြီးမှအရင်အလပရေးရာစေကပိုင်ရှင်ဟာတိုက်ခန်းပြန်အခါထွက်ပြေးတိတ်ဆောင်နေခဲ့ပါပြီ။အဆိုပါအရင်အလပစေကဟာရန်ကုန်နယ်မန်လေးမြို့တွင်မှနမေကြီးဒီပညာရှင်တွေကိုခေါ်ပြီးတော့ခက်ခဲနာနာဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့လည်းသိရပါပြီ။ဒါပေမဲ့စေကဟာခွဲစေကအင်အားရွတ်တွေနဲ့မညီပဲ professional ဆရာမျိုးမဟုတ်တဲ့သူတွေကပဲကုသနေတာကြောင့်တော်တော်လေးအန္တရာယ်များခဲ့ကမက်ဆာကြီးဦးကတော့အသက်ပါပေးခဲ့ရတာဖြစ်ပါပြီ။ ီကဲပန်ရှင်တရားခံကတော့၃လလောက်ဖမ်းမခံမင်းနဲ့ထွက်ပြေးနေကြတာပါအခုကမှတော့အိုင်းရီစီကဲပန်ရှင်မျိုးသမီးကိုမန်လေးမြို့မှာပုတ်ခုနေစဉ်ဖမ်းမိကြတာဖြစ်ပါတယ်အခုကမှတော့ဆိုပါမျိုးသမီးကိုမဆာကြီးဦးရဲ့ကွယ်လွန်ကဖျက်ဖြစ်ခံရတဲ့အမှုကိစ္စအတွေ့တက်သေးပြေဆုံးနဲ့အမှုဒီဆောက်ကရုပ်တရတရားဆွဲဖို့ပြင်ဆင်နေရလို့သိရတာပါဒါပေမဲ့အစိုးရမျိုးသမီးဟာပတ်စံချမ်းသာကျဲွားတဲ့တတိမာကြီးမို့ငွေနဲ့အုံပြုကလွတ်မြောက်နိုင်ဖို့ကြိုးစားနေရလို့သိရပါဗျ။ဒါပေမဲ့တက်သေးခိုက်လို့နေတာမလို့လွတ်မြောက်ဖို့တော့ဖြစ်နိုင်ပါဘူး။အခုချစ်ရှုနေတဲ့ပြည်သက်တွေ နေနဲ့မက်ဆာဂျီဦးနဲ့အာရစ်စီကန်ရဲ့အမှုနဲ့ပတ်သက်လို့မမီးတို့ရဲ့မြင်လေးရှေ့လဲမှတ်ချက်လေးတွေပေးသွားပေးခဲ့ပါအောင်ရှင်